အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ။အဲ့ဒီနေ့ပွဲစဉ်မှာဒါမြောက်လန်ဒန်ဒါဘီပွဲစဉ်မှာအာစနိုသင်ကတော့တော်တန်ဟော့စပယ်သင်ကိုဒါသူရဲ့အိမ်ကွန်းမှာဂိုးပြတ်ဆိုတဲ့ရလနဲ့ဒူးဒါကျွန်တော်စပါသင်ကိုဒါကျွန်တော်ဂိုးပြတ်ချေမှုန်းခဲ့တယ်။ဒါအီဇီရဲ့ဟက်ထရစ်နဲ့သူတော်တန်ဟော့စပယ်သင်ကိုနိုင်ပြီးလက်ရှိမှာဇယားထိတ်မှာဒါကျွန်တော်တို့ချက်စီနဲ့6မှတ်စီဒီနဲ့9မှတ်အပြတ်နဲ့ဒါကျွန်တော်လက်ရှိမှာအာစနိုသင်ရဲ့ပိတ်သက်တော့တကယ်ကိုဒါကျွန်တော်ကောင်းမွန်တဲ့ရသက်တဲ့ဘက်ကိုဖန်တီးပေးခဲ့တာကိုတွေ့ရမှာပေါ့နော်။အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာအာစနိုသင်ကတော်တန်ဟော့စပယ် ားတင်ထအဖက်ဖက်ကနေပြီးတော့တော်တော်ကြီးကိုတာနေခဲ့တာမဟုတ်ဘဲနဲ့အပြတ်အသက်ကိုတာနေခဲ့ရင်ဒါမှရှိရဲ့ Richelli စရင်ဒါကျွန်တော်တွင်းကိုတကူးလောက်ကဒါလွဲခဲ့ Richelli စရင်တွင်းကိုတော့မှဒါကျွန်တော်ဘလို့ဖြစ်လို့ဘလို့ဂူးသွားမှန်းတော့မသိတာကလွဲရင်တော့စပွားဘက်ကဒီနေ့ပွဲစဉ်မှာလုံးဝအဆွဲမရှိတဲ့ကြားတော်မဟုတ်ပါဘူးဘာကောင်းမှမဟုတ်တဲ့အနေထားပေါ့နော်ဒါကျွန်တော်တစ်ဖက်က Arsenal ကဒါကျွန်တော်ရိုက်တက်ပြီးချက်စားလိုက်လို့ရတဲ့အနေထားတကူးရောက်ရှိနေခဲ့တယ်မှာပါတယ်အခါကျရင်ပြကျွန်တော်တို့တော်တော်လေးကိုဒါလောကကြီးကထူးဆန်းနေပေါ့နော်ဒါကျွန်တော်တို့အဲ ကျွန်တော်တို့ဒါဟူ bleacher report ကရေးထားကြလို့ဘူတိုဦးနဲ့မနက်ပိုင်းအစောပိုင်းမှာလာကျွန်တော်တို့ hospital အသင်းက easy go ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်ခေါ်ယူဖို့အတွက်အရန်နီးစပ်နေတဲ့အချိန်မှာဒါကျွန်တော်ညနေပိုင်းမှာ arsenal အသင်းကဒါ68.5သန်းနဲ့ easy ကိုခေါ်ယူသွားခဲ့တယ်လက်တကမ်းလို့မှာဒါကျွန်တော်ရခဲ့တဲ့ total hospital အသင်းနေနဲ့ဒါကျွန်တော်လက်ရှိမှာ easy ကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာ easy ကဒါသူ့ရဲ့ငယ်မွေးချမ်းမဖြစ်တဲ့ arsenal အသင်းကိုပြန်သွားခဲ့ပြီးလက်ရှိမှာဒါ spa အသင်းကိုဒါ hat trick တွင်းခဲ့တယ်ပေါ့နော်ဒါကျွန်တော်လက်ရှိမှာဒါ 1988ခုနှစ်နောက်ပိုင်းဒါကျွန်တော်လန်ဒန်ဒါဘီမှာပထမဦးဆုံး hat trick သွင်းခဲ့တယ်ဒါကျွန်တော်ကစားသမားတစ်ယောက်နဲ့လည်း easy တစ်ယောက်မှတ်တမ်းတင်ခဲ့တယ်အဲ့တော့ဒီနေ့ပွဲစုံမှာ easy သွင်းသွားတဲ့သွင်းကိုတွေကတကယ်လို့ဒါကျွန်တော်အထက်တန်းဆန်နေဒါကျွန်တော်တော်တော်လေးကိုအစင်တန်းရှိလာတဲ့သွင်းကိုတွေလို့ပြောလို့ရတယ်ဒါပထမအပီးခင်မှာဒါကျွန်တော်လက်ရှိမှာ easy ရဲ့သွင်းကိုနဲ့တူဒါကျွန်တော်လက်ရှိမှာတော်တော်လေးကို spa သွင်းကိုဒုက္ခပေးနိုင်ခဲ့တယ်မှာပါတယ်ပေါ့နော်အဲ့တော့တကယ်တော့နင်လာကသာဟေးဆိုတဲ့အနေထားမှာဒါ Tottenham Hotspur သွင်းကတော့ဒါကျွန်တော် Arsenal ကိုဘယ်နည်းနဲ့မှဘလူးမောက်ကိုမရှင်နိုင်ခဲ့ဘူးဒါရှေ့တန်းကိုဒါကွေးလေကိုနောက်တန်းကိုဒါလုံးဝမရှင်နိုင်ခဲ့တဲ့အနေထားမှာရှိတယ်ဒီနေ့ပွဲစုံမှာဒါ ာစနိုကစားသမားနဲ့ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ကစားသမားအစုံလင်ပုံစံမျိုးဆိုတာတိုက်ဆက်ဘက်မှာယူဂရက်စ်တွေလည်းမပါလာတော့ဒါကျွန်တော်လက်ရှိမှာအိုဒင်ဂတ်တို့လည်းမပါလာနိုင်တဲ့အနေထားမှာရှိခဲ့တယ်။ဒါပါမယ်ဆိုတဲ့ကစားသမားတွေနာမည်လောက်ပဲထွက်ခဲ့ပြီးတကယ်တမ်းမပါခဲ့ဘူးဒါကျွန်တော်အာစနိုအသင်းအနေနဲ့လက်ရှိမှာရှည်ရင်ဆွဲကစားသမားတချို့နဲ့ပဲတကယ်အသင်းကိုလုတ်သွားခဲ့တော့ဒီနေ့ပုံစံမှာရှင်းမာတာခန်စစ်ဘက်မှာဂေဘီယယ်မပါလာတဲ့နေရာမှာဟင်ကာပီတယောက်တာဝင်ကိုချေပြွန်စွာတကယ်ကိုထမ်းဆောင်နိုင်ခဲ့တယ်။တော်တန်ဟော့စပါအသင်းရဲ့တိုက်ဆက်ပိုင်းကဘာဆူဘာမကိုမလုတ်ပိုင်နဲ့ဘလုတ်အတိုင်းနေထားမှာအဲ့တော့ဒီနေရာမှာဒါကျွန်တော်အမှန်တိုင်းပြောမယ်တော်တန်ဟော့စပါအသင်းရဲ့ကျွန်တော်တို့ကဒါအမှန်တိုင်းပဲဒီနေ့ပွဲစဉ်မှာ ာရှုံးသွားတာကျွန်တော်တို့ကတိတ်ပြီးတော့အဆင်ပြေသွားတယ်လို့ပြောလို့ရတယ်ကျွန်တော်မှန်တိုင်းပြောကျွန်တော်တို့ကပထမကဒီဇင်ဘာဒါကျွန်တော်တို့အဲ20ခွန်လောက်ပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့ဒါလေရင်လက်မှတ်ကတော်တော်လေးကိုဈေးသက်သာနေကြကျွန်တော်တို့ကအင်္ဂလန်ကိုသွားပြီးတော့စပါပွဲသွားကြည့်ဖို့စဉ်းစားထားသေးတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးလက်ရှိမှာဒီနီးပြနီးပြနေသူရေးကကျွန်တော်အနေနဲ့ဒါတောင်းတန်ဒီသင်ကိုသွားကြည့်ဖြစ်တော့မှာမဟုတ်ဘူးလို့ကိုယ့်ကိုယ်ကိုတန်ဒိတ်တန်ချလိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒီပြနေတဲ့352ဆိုတော့353ဆိုတဲ့ပုံစံမျိုးနေရူတန်းနှစ်ယောက်နဲ့ပုံစံမျိုးနဲ့ထွက်လာခဲ့တယ်ဒါပေမဲ့တကယ်တမ်း ဒါ PG တုံးကကျွန်တော်ရေးတင်းဆော့ခဲ့တဲ့အတင်းနဲ့လုံးဝမတူကြဘူးတကယ်ဟုတ်တာကျွန်တော်တို့တော်တော်လေးကိုကြောက်လန့်ပြီးတော့ကွင်းလယ်ပိုင်းမှာလည်းဘာမှမလုပ်တတ်တဲ့ဒါကျွန်တော်လက်ရှိမှာကွင်းလယ်ကစားသမားနှစ်ယောက်တွေ့ခဲ့တယ်။ပါလီညာနဲ့ဒါကျွန်တော်တချို့သော movement တွေမှာအဆင်ပြေခဲ့ပေမဲ့ Bandan ကားတယောက်ဘလို့မှအဆင်မပြေတော့နီးပြအနေနဲ့ဘလို့ပုံစံမျိုးနဲ့ဘလို့တွေအတွင်းနဲ့ဒီနေ့ပွဲစဉ်မှာလုတ်ခဲ့တယ်ဆိုတော့တော်တော်လေးကိုစဉ်းစားခဲ့တယ်။တစ်ဖက်လက်ရှိမှာ Premier League ရဲ့အကောင်းဆုံးသောကွင်းလယ်တွေဖြစ်နေတဲ့ဒါ Declan Rice, Zubimendi, Eze တို့ပွဲထွက်နေတဲ့အချိန်မှာ Spurs နဲ့ဒါကျွန်တော်ကွင်းလယ်နှစ်ယောက်ဖြစ်တဲ့ဒါ Bandan ကပါလီညာနဲ့တွေ့တဲ့အချိန်မှာတစ်ဖက်ကဒါလုံးဝကွင်းလယ်ပိုင်းကဆူဆူ းမှုဖြစ်သွားနိုင်ရတယ်မှာပါအခုလက်ရှိမှာဒါကျွန်တော်လက်ရှိနီးပြကတော့ဒီတိုင်းဒါကျွန်တော်ပိုင်ရှင်တစ်တွေနဲ့ဒါအသင်းကိုဘယ်လိုမျိုးဒါကျွန်တော် engagement တစ်ခုလုပ်မျိုးကျွန်တော်တော်တော်လေးကိုတော့စိတ်ဝင်စားမိတာတကယ်အမှန်ပဲလက်ရှိ Thomas Red နဲ့အသင်းကိုဒါဘလို့သူပြောခဲ့တယ်ပေါ့နော်ဒါ Spurs အသင်းကို Thomas Red ဆက်ရောက်တော့သူပြောခဲ့တယ်သူ့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဒါဟို wish you မှာပေါ့နော်စွန်စားရဲမှာဒါတတိရှိတယ်ဆိုတဲ့စကားလုံးကိုသူတွန်းခဲ့တယ် Spurs ရဲ့ဒါ slogan ဖြစ်တဲ့ today is to do ပေါ့နော်ဒါ စွန်စားရခြင်းကအလုပ်လုပ်ခြင်းတစ်ခုဆိုရင်ပြတ်ရုံအဲ့တော့ဒီနေ့ပုံမှာ Tottenham Hotspur တင်းနဲ့ဘာမှစွန်စားခြင်းမရှိဘူးတကယ်လို့ကျွန်တော်လက်ရှိမှာ game plan ဘာမှမရှိခဲ့ဘူးဖြစ်နေပြတ်တော့လက်ရှိမှာ Tottenham Hotspur တင်းနဲ့ Arsenal ကိုဒါဖင်ပိတ်ကံမယ်ပြီးရင်ဒါ counter transition နည်းနဲ့တူတာကျွန်တော်တို့ဒါ high boy နဲ့တူတာလုပ်ဖို့စူးစမ်းမယ် Arsenal သင်းကလက်ရှိမှာဒါ Premier League မှာဒါ high jewel အသစ်အကောင်းဆုံးတွေကတင်းတင်းကိုကျွန်တော် high jewel သွားစော်ဖို့တော့တင်းစားကကတတော်လေးကိုရည်ရတဲ့ဒီထားမှာရှိလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒီနေ့ပုံမှာဒါအမှန်တမ်းပြောမှာဆို Arsenal သင်းရဲ့တိုက်စစ်ပိုင်းဒါ Trossard Saka Marino ရဲ့အကောင်းဆုံးနေထားတာမဟုတ်ဘူးအဲ့ဒီတောင်ဒီထက် ပူကောင်းခဲ့မဲ့စပါတင်နဲ့ဒီထက်တောင်ပူပြီးတော့ဂိုးပြက်ခံမဲ့ထားမှရှင်ဒီနေ့ပေါ်စံမှာလာလုံးဝ easy ရဲ့ show တစ်ခုဖြစ်ခဲ့နေတာမှရှင်ရော်တန်ဟော့စပါတင်ကဒီနေ့ရဲ့ show ပွဲနဲ့ဒီလက်ရှိမှာအဆင့်9နေရာကိုရောက်ရှိခဲ့ပြီးတော့ဒါဘောကတင်တဲ့တဖြည်းဖြည်းနဲ့အမှတ်ကွာလာခဲ့ပြီဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒါအဆင့်နဲ့က Chelsea နဲ့ total spar တင်ကငါးမှတ်ကွာလာခဲ့ပြီ City နဲ့လေးမှတ်ပြန်ကွာသွားခဲ့ပြီဖြစ်တယ်အဲ့တော့ spar တင်နဲ့လက်ရှိမှာဒီပုံငန်းတိုင်းဆောင်တော်တော်လေးကိုမလွဲ့ဘူးတိုက်စစ်မှုမှာလည်း Richard Lee ဆင်ကကဘက်ဒီကဘက်ကျော်တလုံးလုတာကလွဲ့နေတော့ဘာမှမသိမရှိဘူး hole up play လည်းမရဘူး link up play လည်းမရဘူးဘာပလီမှမရဘူးเนาะအဲ့တော့တစ်ချိန်ကတည်းကကျွန်တော် Harry Kane ဆွန်ဟောင်းမေ င်တို့အုပ်စုကိုကြည်လာခဲ့တာဒါရစ်ချာလီဆန်ကိုပြောင်းပြီးကြည်ရတာလဲဝစ်ကြွေးရတခုအနေနဲ့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဒီနေ့ပုံမှန်တော့တစ်ဖက်ကအာစနယ်သင်းကဒီနှစ်ကသူတို့ရဲ့နှစ်တစ်နှစ်ဖြစ်ဖို့အတွက်တော်တော်လေးကိုလီးဆက်လာခဲ့ပြီလို့ပြောရရဲဒါလက်ရှိမှာတော့ကျွန်တော်အနေနဲ့လုံးဝဒါဟိုနောက်စပါသင်းရတာကျွန်တော်အုပ်ထုပ်ကိုခဏဘေးချာပြီးဂျာပရိသတ်တယောက်အနေနဲ့ကြည့်မယ်ဆိုရင်အာစနယ်သင်းလက်ရှိပြနေတဲ့ performance ရ consistency ပြနိုင်တဲ့လက်ရှိအသင်းတစ်သင်းကလက်ရှိ Premier League မှာမရှိဘူးလို့ပြောလို့ရတယ်အခုလက်ရှိမှာဒါပြန်ကြည့်ပြန်ကြည့်မယ်ဆိုပေါ့နော်ဒါကျွန်တော်တို့အခုလောလောလက်ရှိပုံပုံလောလောမှာ နောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော်လက်ရှိ CD သင်းဆိုမနေ့က consistency က like ဖြစ်သွားတယ်အဲ့တော့အာဆိုသင်းနဲ့ခုလက်ရှိနောက်ပိုင်းပွဲစဉ်မှာအဓိကအားသာဆုံးအချက်ကတော့တည်ငြိမ်ခြင်းပဲဒါခုနပေါ်လေလက်ရှိမှာအသင်းက foundation ခိုင်သွားခြင်းမှာခင်ဗျားကြိုက်တဲ့လူကိုကြိုက်လို့လေဒီနေ့ပွဲစဉ်မှာဒါ Richelli စရဲ့ကကြောင်ကူးကလွှဲ Rotterdam Hotspur သင်းကဒီနေ့ပွဲစဉ်မှာ Raya ကခြေစည်းကွေတောင်ထုံးထားမယ်နေဒါတခုရောက်သွားခဲ့တဲ့နေရာမှာပါတယ် Rotterdam Hotspur သင်းလက်ရှိမှာကောင်းလာပါတယ်ဆိုတော့ခူးတက်စင်ဒါမှရှေ့ဘက်ကဒါအရန်ယူစင်းနဲ့ဝင်လာခဲ့တဲ့ Odo Bat တို့ကဘာဆိုဘာမှမလွတ်ပြနိုင်ခဲ့တာတကယ်ရုပ်သေးရုပ်တွေဖြစ်နေခဲ့တာတွေ့ရမယ်ဝင်းပရီမာဒါ Dejan Spence နဲ့ဒါကြောင့်၄ပဲရှိပြီးဒါဘာမှဘာဆိုဘာ ောင်းမှလုံးပြနိုင်ငံတောင်မှပါတယ်ဒက်စပါတီရဲ့ကံအကောင်းဆုံးတစ်ချက်ကလက်ရှိမှာခရစ်ရှန်ရူမဲရူအဝါကက်ထီသွားပြီဖြစ်ကြောင်းလာမယ့်ပရီးမီးယားလိပွဲစဉ်မှာလည်းခရစ်ရှန်ရူမဲရူကဒါကြောင့်အဝါကက်လေးကက်ဖြစ်သွားပြီဖြစ်တဲ့ကြောင့်ပွဲပယ်ခံရတဲ့အနေအထားမှာရောက်သွားခဲ့တယ်အဲ့တော့ဒါလက်ရှိမှာစပါတင်ဘက်ကချင်းရဒီနေ့ပွဲစဉ်မှာဘာဆူဘာမောက်အပေါင်းလက္ခဏာဆောင်တဲ့အနေအထားမှာတကူးမှမရှိဘူးအရန်လူစင်းမှာလည်းဘာမှကောင်းစရာမရှိဘူးဒါကျွန်တော်လက်ရှိဒါလူစင်းမှာလည်းဘာမှကောင်းစရာမရှိဘူးဒါကျွန်တော်လက်ရှိမှာလူစားဝင်လာကစားသမားတွေတယောက်မှမကောင်းဘူးဘဒုဆိုဘဒုမှဘာမှကိုကောင်းတဲ့အနေအထားမှာမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်စပါတင်နေလက်ရှိမှာဒါပြောရမယ်ဆိုတော့တောမက်ဖရန်ကတကယ်ကိုသင်းနိုင်ဆိုမှလမ်းလျှောက် ကျွန်တော်ကမနိုင်ပါစိတ်ကုန်သွားပြီ။ဘာလို့နီးပြတာကျွန်တော်မနိုင်ပါဒါ brand for အတင်းတော့ချိန်တယ်ဆိုတော့ဒီနီးပြစွန်စားရဲတယ်။တကယ်လို့ဒါသူ့အနေနဲ့ဒါအသိန်းကြီးနဲ့တွေ့အသိန်းကြီးလို့စွန်စားရဲတယ်။အသိန်းငယ်တွေ့အသိန်းငယ်တွေ့လို့စွန်စားရဲတယ်။ spot အတင်းတစ်ခုလည်းရှိမှာဒုံရင်းပဲ။ဒီနေ့ပုံမှန်ဒါကျွန်တော် line up ပြီးတော့အနည်းနဲ့များ excited ပြောတော့352ဆိုတဲ့343ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တခုခုများဒါအပြောင်းလဲများစွန်စားရဲ။ဒါပေမဲ့တကယ်နဲ့ဘာမှ identity မရှိဘူး။တိုက်စစ်ပိုင်းကခါတိုင်းလိုပဲတည်နေတယ်။တစ်ဖက်ကဂိုးတွေဆွတ်ဆက်ပြီး twin ချလိုက်မှာ spot အတင်းနဲ့ဒါကောက်ငါငါအင်းငယ်အေးအေးဘောကျွန်တော်ဒါခုနကပေါ်တဲရောက်လာလှုပ်နူးတယ်လို့နူးသွားအိတ်ချင်မှုနဲ့ကောက်ထားတဲ့ပုံစံမျိုး ဒါထပြီးတော့15မိနစ်လောက်ရုံးပြတဲ့အနေထားမှာရှိတယ်။ဒါပေမဲ့အဲ့ဒီကလွင်စပါတင်စီကဘာဆိုဘာမှမမြင်အောင်။တစ်ဖက်ကဒါကြောင့်အာဆနယ်သင်းကလုံးဝတိုတယ်လီယာပြောင်းပြန်ဖြစ်သွားတဲ့အနေထားမှာရှိရလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါအမှန်တမ်းပြောမယ်ဆိုတိုတယ်လီယာဒါကြောင့်အာဆနယ်သင်းရဲ့ play style ရှိတယ် formation ရှိတယ် style of play ရှိတယ် everything ကအာဆနယ်ဘက်မှာရှိတယ်။အဖက်ဘက်ကကြည့်မယ်ဆိုတော့ Tottenham Hotspur သင်းနဲ့ဘာဆိုဘာမှအာဆနယ်သင်းကိုရှင်နိုင်ခဲ့ခြင်းမရှိဘူး။ဒါဟာ reality အဲ့တော့မြောက်လန်တဲ့သင်းမှာလက်ရှိမှာဒါဘီတဲမှာဒါရုပ်အစိုးဆုံးဒါဘီတစ်ခုဖြစ်နေတယ်။လက်ရှိမှာဒါကျွန်တော်ခါတိုင်း Everton နဲ့ လီဗာပူးနဲ့ရှင်မယ်ဆိုရင်တော့မှအေဗာတန်အားနေပိုင်းအခုလက်ရှိဒါဘီထဲမှာရုပ်အပေါက်ဆုံးဒါဘီကဒါကျွန်တော်ဒီဒါဘီလို့ပြောလို့ရမယ်နေတာတခု ရောက်လာခဲ့ပြီစပါးနဲ့လက်ရှိမှာအာစနယ်ရဲ့ဒါကျွန်တော်အလံဝေးမှုကယုံဖို့တော့ကောင်းသွားနေတာမှရှိတယ်ဒါပြောမယ်ဆိုတော့ဒါကျွန်တော်တို့လက်ရှိမှာဘာမှဘာဆိုဘာမှဒီနေ့ပွဲဆိုမှာစပါးဘက်ကကောင်းတာပြောစရာမရှိဘူးဘာဆိုဘာမှပြောတာတစ်ဖက်ကဒါကျွန်တော်လက်ရှိမှာအာစနယ်သင်းကဒါကျွန်တော်ကိုယ့်ရဲ့မျိုးကံပြိုင်မဲ့တခုအနေနဲ့ပဲပဲဘာဆို ပရိုလေးကိုဒါကျွန်တော်အားရဖို့ကွာ trusset ကလက်ရှိမှာ mr underrated ပုံစံမျိုးဆက်လက်ပြီးသွားနေကြတော့တွေ့ရမယ် trusset နဲ့လက်ရှိမှာအသင်းစီကနေဒါကျွန်တော်လက်ရှိကဘာကြောင့်မို့ left wing တနေရာကို martinelli ကိုကြော်ပြီးတော့ရယူနိုင်လို့ဆက်လက်ပြီးပြတ်သားထားကြတော့တွေ့ရမယ်အဲ့တော့ဒီနေ့ပုံစံမှာ arsenal သင်းကလူစုံထုတ်ကန်ထားတာမဟုတ်ဘူးဆိုရင်တော့မှဒီနေ့ပုံစံမှာ arsenal သင်းကမစိုးဘူးလို့ပြောလို့ရနေတာမှရှိတယ်ဒါပေမဲ့ arsenal သင်းနဲ့လက်ရှိ artita တချို့သော movement ကျွန်တော်တခုသဘောမကျတာကဒါလာမဲ့ဒါကျွန်တော်ဂျာရဲ့အတွင်းမှာ bayern munich လို့သင်းမှုနဲ့တွေ့ရမယ်အချိန်မှာ rise to zuiman လို့ easy တို့ကိုနည်းနည်းလေးလူလဲခဲ့တဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကစား spa သင်းက ကျွန်တော်လုံးဝတော့သူ့အနေနဲ့အမြစ်ပြတ်အောင်ဖြုတ်ချင်တယ်ဆိုတာမှန်မယ်ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာလည်းဒါလုံးဝအရေးကြီးရတဲ့ကြောင့်မို့ဒီနေ့ပွဲစဉ်မှာဒီကစားသမားတွေကျွန်တော်တို့အနာပေးခဲ့တဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။သူ့မဲ့တော့ကြာအဲ့ဒါတခုကလို့ရင်တော့လုံးဝဘာမှကိုပြောစရာမလိုတဲ့အသင်တသင်ဖြစ်လာခဲ့တယ်ဆိုတာကိုတော့ဒါဘလူးပဲပြီးချီချူရမယ်တဲ့မှာပါ။အဲ့တော့ဒါကျွန်တော်ချီချူတိုက်သူကိုချီချူရသိပ်ပြီးတော့မထူးဆန်းဘူးလို့ပဲမြင်တယ်။အာဆုံးတဲ့နယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါအရန်လူစင်းဝင်လာတဲ့အချိန်မှာအသင်ကဒါ improve ဖြစ်သွားခဲ့တဲ့အနေထားမှာရှိတယ်။ဒါပေမဲ့အရန်လူစင်းကဘာမှတော့သိပ်လို့ဆရာမလိုပါဘူး။အာဆုံးတဲ့က3-0လောက်ခရီးကတာကျွန်တော်တမ်ပူချလိုက်တဲ့အချိန်မှာစပါတင်ကကန်ကောင်းပြီးဂူရသွားတဲ့အချိန်မှာဒါတမ်ပူပြ ြန်တင်ဖို့အတွက်ကြိုးစားနေချိန်မှာအာဆိုတင်းကပြန်ပြီးတက်မှုပြန်ပြန်တင်ချတဲ့ချိန်မှာစပါတက်ပို့ပြီးတက်မှုပြန်တင်ချတဲ့ချိန်မှာဒါ easy ရဲ့ hat trick နဲ့ပဲလုံးဝဒါကျွန်တော် seal off ကိုလုံးဝလုတ်ချသွားခဲ့တာကိုတွေ့ရမယ့်အနေအထားတစ်ခုရောက်ရှိခဲ့တာပဲတွေ့ရမယ်။မြေဆိုးပင်ဆိုးစေးကမှုစပါတက်နေလေးပွဲမှာဒီရလက်ကထိုက်တန်ထားတဲ့ပို့ပြီးတော့များခဲ့တယ်လို့ပြောရင်းနဲ့ပဲအာဆိုတင်းကတော့လက်ရှိမှာအဆင့်တက်မှာဒါကျွန်တော်အမှတ်တီကိုဖြတ်ပြီးတော့ရှေ့ဆက်သွားခဲ့လို့ပြောလို့ရတယ်။အဲ့တော့ဒီနှစ်ကနောက်ဆုံး final ရပြောရမယ်ဆိုအာဆနယ်နှစ်တစ်နှစ်ဖြစ်ဖို့အတွက်နှိစက်နေပြီလားလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကုန်ပြီပေါ့။အားလုံးပဲကောင်းမွန်သောညချင်းဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်ကတော့ပတ်စံကုန်တက်တာတော့ ွားပြီလို့ဒီနေ့ Christmas မှာပြောရင်းတော့ကြောက်တော့ကုန်ပြီပေါ့။များလေးကလစ်ပေးကြပါဦး။များများကလစ်မှာမျက်မျက်နှာဖြစ်ပါလေ။တေးပါဗျ။